မတရားကျင်းကျခံနေရတဲ့လူလူကောင်းဆောင်ဒေါအောင်ဆန်းစုကြည်လွတ်မြောက်ရေးဟာကျွန်တို့တိုင်းပြည်အနာဂတ်အတွက်အရေးပါဆုံးသောလုပ်ငန်းစဉ်တစ်ခုအဖြစ်ခံယူရဲလို့အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ကဒီနေ့ဂျွန်လ10ရက်နေ့မှာထုတ်ပြန်ပြောဆိုလိုက်ပါတယ်ဒေါန်ဆန်းစုကြည်ဟာ2015ရွေးကောက်ပွဲနဲ့2020ခုနှစ်အထွေထွေရွေးကောက်ပွဲတွေမှာပြည်သူလူထုရဲ့ထောက်ခံမှုကိုအပြည့်အဝရရှိခဲ့တာဖြစ်ပြီးမဲဆန္ဒရှင်ပြည်သူလူထုရဲ့82ရာခိုင်နှုန်းကျော်သောဆန္ဒမဲနဲ့ဆက်လက်တာဝန်ပေးအပ်တာကိုခံခဲ့ရတယ်လို့ဆိုပါတယ်။ ဒါပေမဲ့လည်းကိုကျိုးစည်းဘွားအတွက်ဆရာနာရှင်စနစ်ကိုထူထောင်လိုတဲ့စစ်ကောင်းဆောင်မင်းအောင်လိုင်ကဥပဒေမဲ့အာဏာသိမ်းပြီးရွေးကောက်ပွဲအနိုင်ရပါတီကောင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ကိုမတရားဖမ်းဆီးထားတာဟာဒီနေ့ဆိုရင်ရက်ပေါင်း1590ရက်တိတိရှိပြီးဖြစ်တယ်လို့လည်းဆိုထားပါဗျ။ဒေါ်ဆန်းစုကြည်ဟာဖက်ဒရယ်ပြောင်စုဖြစ်ထွန်းပေါ်ရောက်လာဖို့နိုင်ငံရေးနည်းလမ်းတွေနဲ့ဂျိုးပန်းဆောင်ရွက်မှုတွေကြောင့်စစ်အာဏာရှင်တွေရဲ့ဥပဒေမဲ့မတရားဖမ်းဆီးအကျဉ်းချခံခဲ့ရတာဟာ1989ခုနှစ် ဇူလိုင်လ20ရက်ကနေ2010ခုနှစ်နိုဝင်ဘာလ17ရက်နေ့အထိကာလအတွင်း15နှစ်နဲ့4လလောက်ရှိခဲ့တယ်လို့လည်းပြောဆိုထားပါတယ်။ဒါပြင်ကဘာကျော်တပင်းအရေးကင်းလို့လောက်ကျန်တက်ဖြတ်ဖို့ကြံစီမှုတွေလည်းအကြိမ်ကြိမ်ရှိခဲ့တယ်လို့ထုတ်ပြန်ချက်မှာပါရှိပါရဲ့ရှင်။